တကားတော့ငါချစ်စရာကောင်းပြီးလူချစ်လူခင်ပေါ်တဲ့ကြောင်မလေးမတ်ရွှေရှိတယ်။မတ်ရွှေဟာဖုံးလေးကိုဘယ်တော့မှလက်ထဲကမချဘူးကွယ်။အဲ့ဒီဖန်သားပြင်ထဲမှာကြောင်သူရဲ့ကောင်းလေးမတ်ရွှေလို့နာမည်ပေးထားတဲ့သူမရဲ့ကိုပွားကွာလေးရှိတယ်။မတ်ရွှေဟာတကယ်တမ်းတော့ပုံမှန်အိမ်လေးတစ်လုံးထဲမှာရိုးရိုးလေးပဲနေတာပါ။ဒါပေမဲ့ သူမရဲ့ online ကဘာထဲမှာတော့ဈေးကြီးတဲ့ပစ္စည်းတွေကိုဝယ်တယ်ခန်းထားတဲ့နေရာတွေကို သွားနိုင်တဲ့ကျော်ချမ်းသာသူတယောက်လူဟန်ဆောင်နေတာပေါ့သူမဟာအခြားကြောင်တွေမရှိတဲ့ရှားပါးတဲ့အယုတ်တွေဈေးကြီးတဲ့ဟင်းလျာတွေ shopping ထွက်နေတဲ့ပုံတွေရိုက်ပြီးတော့ internet social media ပေါ်မှာတင်ပြီးကြွားလုံးထုတ်ပြန်နေပြန်တယ်သူမတင်တဲ့ ပုံတွေရဲ့အောက်မှာလာလိုက်တာမိုက်လိုက်တာအရန်အကြတာပဲဆိုတော့ကိုမက်အများကြီးရလိုက်တဲ့အသေးတွေအများကြီးရတဲ့အခါမှာသူမဟာအရန်ပျော်ရွှင်နေပြန်တဲ့။ကြောင်မလေးမက်ရွှေရဲ့အကောင်းဆုံးတငယ်ချင်းခွေးကလေးမောင်ဖြူကတော့ဒါတွေကိုတတိထားမိနေတယ်။မက်ရွှေဒါတွေက မင်းတကယ်ပိုင်တာလည်းမဟုတ်ဖဲကြွားလုံးထုတ်ပြီးဟန်ဆောင်လှုပ်ပြနေတာတွေရက်လိုက်ပါတော့ခွေးကလေးမောင်ဖီပြောတဲ့အခါတိုင်းကြောင်မလေးမက်ရွှေကဒီလိုလို့မှငါ့ကိုစိတ်ဝင်စားမှာပေါ့ငါကလေဘလော့ဂါတယောက်ဖြစ်ချင်တာမောင်ဖီရဲ့မင်းမသိပါဘူးကွာလို့ပြန်ပြောခဲ့တယ်တဲ့ဒီနေ့မှာတော့မက်ရွှေဟာသူ့ပိုင်တာမဟုတ်တဲ့အိမ်ဒီနာချင်းအိမ်က တမိုးကြီးရတနာလက်ဆွဲတကုံးကိုငှပြီးဆက်ပြီးဆွဲကဒီနေ့မှဝယ်လာတဲ့ရတနာလက်ဆွဲလေးမလာဘူးလားကျမနဲ့အရန်လိုက်ဖက်တာပဲလို့ပြောပြီးအင်နာနဲ့ပေါ်တင်လိုက်တယ်ခွေးကလေးမောင်ဖြူကဒီပုံကိုအခုလိုတင်လိုက်တာကိုမြင်ပြီးစိတ်ထဲမှာတမျိုးဖြစ်နေရှာတယ်မတ်ရွှေကတော့ဒီလိုတင်လိုက်ရလို့မကြခင်လိုက်တယ် အသေးတွေအများကြီးရတော့မှာဟိုတွေးပြီး ပြောနေရှာလဲလေ မကြခင်မှာပဲမက်ရွှေရဲ့ online တင်ရခြင်းတွေအများကြီးတဲကနာမည်ကြီးပြီးလူကြီးလူခင်ပေါ်တဲ့ယုံမာလေးချစ်စုကဟွာမက်ရွှေပစ္စည်းလေးကအရင်မိုက်တာပဲငါတို့အပြင်မှာတွေ့ပြီးမင်းရဲ့အဲ့ဒီလယ်ဆွဲလေးကို ရင်ကျင်လိုက်တာလို့ပြောပြီးချင်းဆူလိုက်တယ်။မတ်ရွှေဟာအပြင်မှာတွေးဖို့ချင်းဆူလိုက်တာကိုအရန်စိတ်ပူသွားတယ်။အမန်တရားကိုဖွင့်ပြရမှာကိုကြောက်နေတာပေါ့။ဒါပေမဲ့လည်းနမကြီးချစ်စုကိုလည်းအပြင်မှာတွေးချင်သေးတယ်။ချစ်စုနဲ့တွေးမယ်။ဆက်ပြီးဆွဲပြီးလိုင်းပေါ်တင်လိုက်ရင်ငါနမကြီးမှာကိုတီးလို့ ြောနေသေးတယ်ပေါ့နောက်ဆုံးတော့မက်ရွှေဟာရဲနာလက်ဆွဲကိုဘလို့မှပြန်ပြီးနှားလို့မရတော့တဲ့အခါမှာမောင်ဖြူကိုဖုံးဆက်ခိုင်းပြီးမောင်ဖြူငါ့ကိုကူညီပါဦးငါနေမကောင်းလို့ချစ်စုကိုတော့မတွေ့နိုင်ဘူးလို့ပြောပြပါနော်အဲ့ဒီလိုလေခိုင်းလိုက်တယ်အဲ့ဒီမှာပဲလေမောင်ဖြူလေးကဆက်လိုက်ဖြစ်လာတယ်မရဘူးမက်ရွှေမရဘူး လိန်နာကမကောင်းသလိုတခါတည်းနဲ့ပြီးမှလည်းမဟုတ်ဘူးမင်းကိုလိုင်းပေါ်ကလူတွေကဘယ်တော့မှမယုံမဆိုးလို့ငါပြောမပေးနိုင်ဘူးလှုပ်လည်းမပေးနိုင်ဘူးကွာမင်းကိုယ်တိုင်အမှန်တိုင်းပြောပြလိုက်တာကောင်းမယ်မတ်ရွှေမောင်ဖြူရဲ့စကားကြောင့်မတ်ရွှေဟာသူ့ရဲ့မှားယွင်းမှုတွေကိုသဘောပေါက်သွားတယ်မတ်ရွှေဟာ ချစ်စုကိုတွေ့ပြီးအမှန်တိုင်းပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီနေ့မှာချစ်စုနဲ့အပြင်မှာတွေ့တဲ့အခါချစ်စုငါတောင်းပန်ပါတယ်ဟာအဲ့ဒီလင်စကငါဟာမဟုတ်ဘူးငါအွန်လိုင်းပေါ်မှာဟန်ဆောင်ခဲ့တာတွေကိုတောင်းပန်ပါတယ်လို့ရိုးသားစွာဝန်ခံလိုက်ပါတယ်အန်ဩစရာကတော့ချစ်စုကဒေါသထွက်မဲ့အစာပြုံးပြီး ရပါတယ်မဲရွှေငါသိပါတယ်ငါတို့အားလုံးဟာအွန်လိုင်းပေါ်မှာသူများတွေအားကြအောင်ငါတို့တွေလိုက်တည်အသေးတွေရအောင်အကြောင်းအရာမျိုးမျိုးကို ပြပြီးတော့ဟန်ဆောင်တင်နေကြတာတွေအများကြီးရှိပါတယ်အခုမင်းရဲ့ဂျူးသားတဲ့စိတ်ရင်းကမင်းတင်ထားတဲ့ပစ္စည်းတွေထက် ပိုတန်ဖိုးရှိတယ်ဆိုတာမင်းသိဖို့ပဲလိုပါတယ်လို့ ပြောလိုက်တယ်ဒီအဖြစ်အပျက်ကြောင့်မက်ရွေဟာအင်တာနက်ကမ္ဘာထဲမှာဟန်ဆောင်နေမဲ့စားသူ့ရဲ့တကယ်ဘဝကိုတန်ဖိုးထားဖို့နဲ့သူငယ်ချင်းတွေရဲ့ယုံကြည်မှုကိုထိန်းသိမ်းဖို့သင်ခန်းစာရသွားခဲ့တယ်။မက်ရွေဟာအဲ့ဒီနေ့ကစပြီးဖုန်းကိုလိုအပ်မှအကျိုးရှိစွာ သုံးပြီးမောင်ဖြူလိုမျိုးရိုးသားတဲ့တငယ်ချင်းနဲ့အတူ ပျော်ရှင်စွာနေထိုင်ခဲ့ပါတော့တယ်။ကဲဥထွေးရဲ့ဇလန်းလေးကတော့ဒါပါပဲနော်။လူငယ်လူရွယ်တွေဖုံးသုံးတဲ့ခါမှာလမ်းမမရောက်ဖို့အခြားလူတူဒုက္ခမရောက်စေဖို့ကိုယ့်အတွက်အကျိုးရှိဖို့ပဲလူငယ်လူရွယ်တွေဖုံးသုံးတဲ့ခါမှာလမ်းလွဲမရောက်ဖို့ကိုယ့်အတွက်အကျိုးရှိမဲ့အရာတွေတုံးကြဖို့ဥထုံးပေးခြင်းနဲ့ message လေးပါပဲ။ နောက်တစ်ပတ်မှတွေ့ကြမယ်နော်